ကဘာဝကြံခန်းချီချောက်ခန်းငယ်တင်မနဲ့ဆက်လိုက်တိုင်းညီကြီးမျက်နှာပေါ်မှာလူတို့ဒီညပြ၍တမီးများကိုလည်းရကြသောအခါဘုရားသခင်ဤတော်တို့ဒီလူတမီးတို့လာကြောင်းကိုမြင်၍ဟိုစိတ်ရှိသည့်အတိုင်းဆုံးဖြတ်ကြ၏သောရဖျားကလည်းငါဝိညာဉ်ဒီလူတို့တွင်အစီပစုံမှရအကြောင်းမူကားလူတို့ဒီအသားဖြစ်၏ ူ၏အသက်တန်းပြီးလည်းအနှစ်190ဖြစ်စေဟုမိန်တော်မူ၏ထိုကာလ၌မြေကြီးပေါ်မှာပူကြီးမသောသူ အချို့ရှိကြ၏ထို့နောက်၌လည်းဘုရားသခင်၏သားတို့သည်လူတမီတို့နှင့်ဆက်ဆံ၍ရသောသားတို့သည်အာကြီးသောသူ ရှေးကာလမှစ၍ကြော်သောသောသူဖြစ်ကြ၏မြေကြီးပေါ်မှာလူအပြစ်ကြီး၍သူဤစိတ်နှလုံးအကြံစီရှိသည်များတို့သည်အစင်မပြတ်ဆုံးညစ်ခြင်းတက်တက်ရှိကြောင်းကို ဘုရားသခင်ပြင်မိလို့ဖြစ်ရင်ရည်ကြီးပေါ်မှာလူကိုဖန်ဆင်းတော်မူဒီကိုနောင်တရ၍နှလုံးတော်ပူပန်လျက်ရှိတော်မူ၏။ထောရဘုရားကလည်းငါဖန်ဆင်းတော်လူကိုကောင်းလူမဆာ၍သားများသွားတတ်သောတိရိစ္ဆာန်များမိုးကောင်းကင်ငှက်များတို့ကို၎င်းမြေကြီးမျက်နာမှငါတုတ်တင်ပြေရှင်၏လူတို့ကိုဖန်ဆင်းတော်ကြောင့်ငါနောင်တရသည်ဟုမိန်တော်မူ၏ နိုအီမူကသောရဖျားစိတ်တော်နှင့် တွေ့တော်သူဖြစ်သည်နိုအီဤအထုပတိဟုမူကနိုအီဒီဖြောင့်မတော်သူမိမိအမျိုး၌စုံလင်တော်သူဖြစ်၏ဖျားသခင်နှင့်အတူတွာလာ၏နိုအီဒီရှေမဟာမရာဖက်တိဟုသောတာသုံးယောက်ကိုမြင်လေ၏ထိုအခါမြေကြီးသည်ဖျားသခင်ရှေ့မှပုတ်ဆက်လျက်ရှိမြေကြီးသည်အတ္တမအမှုနှင့်ပြည့်စုံလေ၏ဖျားသခင်သည်မြေကြီးကိုကြည့်ရှုသောအခါ ပုဆံလျက်ရှိသည်ကိုမြင်နေ၏အကြောင်းမူကားမြေကြီးပေါ်မှလူပေါင်းတို့သည်ဖောက်ပြန်ခြင်းတို့ရောက်ကြပြီထိုအခါဖျားတခင်သည်နောအေအာမိန်တော်မူသည်ကားလူတတ်တော်အပေါင်းတို့၏အဆုံးသည်ငှမျက်မှောက်တွင်ပေါ်လာပြီး သူတို့ကြောင့်မြေကြီးသည်အတ္တမှုနှင့်ပြည့်စုံလေ၏အကယ်ချင်းစီမြေကြီးနှင့်တကွသူတို့ကိုငါဖြစ်စီမိဘောဂရတ္တဖြစ်တင်ဘောကိုကို့ဖို့တီလို့လို့ အထင်းနိုင်လဲအခမ်းများကိုလှုပ်လို့အသွင်းပြေပတ်လေကိုသင်ရှုစီနေတို့တော့လောရောင်မီပုံဟူမူကားတင်းပေါ်အလျာအတောင်၃၀၀အနန်150အမြင့်အတောင်30ရှိစီရမည်အပေါ်၌လဲအမိုးကိုလှုပ်ရမည်ထိုအမိုးအပေါ်အလဲချက်၌လဲထိတ်အုပ်အနန်အတောင်အကျယ်ရှိစီရမည်တင်းပေါ်အနန်ဖက်၌လဲတကားကိုလှုပ်ရမည်အောက်ဆင့် အလယ်ဆင့်အပေါ်ဆင့်ကို၍တုံးဆင့်ကိုလည်းရှိစေရမည်အသက်ရှင်သောတတဝအပေါင်းတို့ကိုကောင်းကင်အောက်မှငါကိုယ်တိုင်ပေရှင်းခြင်းငါမိကြီးကိုဒီလွားမှုစီတစ်ဖြစ်မိပေါ်မှာရှိသည်များတို့ဒီပေးရကြမည်တင်နိုင်မူကားငါပရိနိကိုတည်စေမည်တင်ဒီကားမယားချွေးမများနှင့်တကားတင်ပေါ်ထဲတို့ဝင်ရမည်အသက်ရှင်သောတိရိစ္ဆာန်အပေါင်းမျိုးမျိုးထဲကအထီးအမအစုံတို့ကိုယူ၍ တင်နဲ့အတူအသက်ချမ်းသာစေခြင်းငါတင်မောထေတို့တွင်ရမည်။ငက်လေအမျိုးအလိုက်သွားတားလေအမျိုးအလိုက်သွားတတ်တော်တိရှာပေါင်းလေအမျိုးအလိုက်အထီးအမအစုံတို့သည်အသက်ချမ်းသာစေခြင်းငါတင်ထံတို့လာကြလိမ့်မည်။ဟူစားရှာဟုတိရှာတို့စားရှာဟုစာအတော်အစာမျိုးမျိုးကိုယူ၍တူထားရမည်ဟုဘုရားသခင်မှာထားတော်မူ၏။မှာထားတော်မူသည့်အတိုင်းလေလောဤပြု